ခင်ဗျားလုံးပဲမင်္ဂလာပါအစိုးရဆိုတာဘာကိုပြောတာလဲအဲ့တော့နိုင်ငံတော်အင်္ဂါရက်တွေကို ပြောခဲ့တာနေသားအုပ်ချုပ်ဤလေးခုနိုင်ငံအဖြစ်ရည်တည်မှုဆိုခေါ်တဲ့အင်္ဂါရက်၄ခုထဲမှာ territory အကြောင်းကိုပြောပြသွားပြီနိုင်ငံသူနိုင်ငံသားတွေအကြောင်းကိုပြောပြသွားပြီအခုပြောမှာက government အကြောင်းကိုပြောမှာဖြစ်ပါတယ်အဲ့တော့ရှေ့မှာ territory ကိုလည်းစနစ်တကျလုပ်ရတယ်ပြည်သူတွေကလည်း tangible intangible power ရှိမှနိုင်ငံတစ်ခုတိုးတက်မှာဖြစ်တယ်။ဟုတ်ပြီအဲ့တော့ပြည်သူအစ်မတန်ဂျီဘယ်ပါဝါအင်တန်ဂျီဘယ်ပါဝါတွေရှိတဲ့အခါကျတော့ရည်ချင်းကောင်းတဲ့နိုင်ငံသူနိုင်ငံသားတွေကလည်းများတဲ့အခါကျတော့ရည်ရှိရလည်းကောင်းတဲ့နိုင်ငံသားတွေဖြစ်တဲ့အခါကျတော့သူတို့ကရွေးချယ်လိုက်တဲ့အစိုးရကမကောင်းဘူးလား။ကောင်းတာပေါ့။ကောင်းမှုနဲ့ government clean government good governance နေပေါ်လာမှာပေါ့။မဟုတ်ဘူးလား။အဲ့တော့ကျွန်တော်တို့က ဂါဗမန့်ကောင်းခြင်းမကောင်းခြင်းဒီသူရှိမှရှိတဲ့နိုင်ငံသူနိုင်ငံသားတွေနဲ့သက်ဆိုင်တယ်နိုင်ငံတော်တိုးတက်ခြင်းမတိုးတက်ခြင်းဒီရှိမှဘာဖြစ်လဲနိုင်ငံသူနိုင်ငံသားတွေနဲ့ပဲအဓိကသက်ဆိုင်နေဗျဒါကိုကျွန်တော်သတိထားရမယ်เนาะဟုတ်ပြီအဲ့တော့ဂါဗမန့်လို့ပြောလဲလို့ရှိရင်ဂါဗမန့်မှာအမျိုးအစားနှစ်မျိုးရှိတယ်ဗျเนาะအဲပြည်သူကဒါလိုက်တင်တဲ့အစိုးရရှိသလိုဥပဒေရ ဖွဲ့စည်းပုံအခြေခံ constitution နဲ့ government ဖွဲ့စည်းပုံအခြေခံဥပဒေကတက်လာတဲ့အစိုးရလည်းရှိတယ်။အဲတော့ပြည်သူကနေဓာတ်ရိုက်တင်တဲ့အစိုးရလည်းရှိတယ်။ပြည်သူကဓာတ်ရိုက်တင်တဲ့အစိုးရကိုတော့ကျွန်တော် constitution နဲ့ government လို့ခေါ်တယ်။ဖွဲ့စည်းပုံမရှိဘဲနဲ့ဥပဒေနဲ့ဟိုဖွဲ့စည်းပုံမရှိဘဲနဲ့သူကသူအုပ်ချုပ်တဲ့အာဏာသိမ်းပြီးတော့အုပ်ချုပ်တဲ့အစိုးရကို constitution နဲ့ government ဆိုလို့ခေါ်တယ်ဗျ။အဲ့တော့ကျွန်တော်တို့က government မှာကျွန်တော် legitimacy လို့ခေါ်တဲ့ တရားဝင်အတိအမှတ်ပြုတဲ့အစိုးရနဲ့ non legitimacy လို့ခေါ်တဲ့အတိအမှတ်ပြုခံရမှုမရှိဘဲနဲ့အာဏာသိမ်းအစိုးရဆိုပြီးတော့နှစ်မျိုးရှိတယ်ဗျအဲ့တော့ပြည်သူနဲ့အစိုးရကမတပြန်ကြားတယ်ဗျလဲနေတာနော်အဲ့တော့အစိုးရကောင်းခြင်းသည်ပြည်သူကောင်းမယ်အမောပြည်သူကောင်းမှသာလေပြည်သူတော်မှတတ်မှသာလေအစိုးရကောင်းမယ်ပြည်ပြည်သူမတော်မတတ်လို့ရှိရင် မကောင်းတဲ့အစိုးရထွက်လာပါ ်ပြည်သူကောင်းရင်တရားဝင်ဆိုရထွက်မယ်ပြည်သူမကောင်းရင်တရားဝင်ဆိုရမထွက်ဘူးပြည်သူကောင်းရင် constitution နဲ့ government ထွက်မယ်ပြည်သူမကောင်းရင် constitution နဲ့ government ထွက်မယ်ပြည်သူကောင်းရင် legitimacy government ထွက်မယ်ပြည်သူမကောင်းရင် non legitimacy government ထွက်မှာဖြစ်ပါတယ်ကဲဒါဆိုလို့ရှိရင်ကျောင်းမြန်မာနိုင်ငံမှာကနော်အာနာသိန်းတာနှစ်ခါထိန်းတာနှစ်ခါရှိခဲ့တယ် ပထမဦးဆုံးအုတ်ချုပ်တဲ့အိမ်ဆောက်ဆိုရနော်ဦးနုခေအိမ်ဆောက်ဆိုရသည်၄၉ဖွဲ့စည်းပုံနဲ့အုတ်ချုပ်တာမှုလို့ဘာဖြစ်လဲ Constitution နဲ့ Government အခု2021နောက်နဆကအဆိုရသည်2008ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အုတ်ချုပ်တာမှုလို့ Constitution နဲ့ Government အဲတော်လိုင်းကောင်စီ60နှစ်မတ်လ2ရက်နေ့မှာတင်းနေတော်လိုင်းကောင်စီကကြတော့ ဖွဲ့စည်းပုံကိုလုံးဝ49ဖွဲ့စည်းပုံကိုလုံးဝဖျက်ပြီးတော့စစ်အုပ်ချုပ်ရေးနဲ့တွားတာမို့လို့ Constitution နဲ့ Government စစ်အုပ်ချုပ်ရေးသူကြတော့ non legitimacy ပြည်သူ့အတိုင်းတိုင်းတင်တာမဟုတ်ဘူးနောက်တစ်ခါ88ပြီးတော့ဘာဖြစ်လဲအာဏာသိမ်းလိုက်တဲ့ဟိုနဝတ္တနာဖအစိုးရဒါစီလေးပဲเนาะ84ဖွဲ့စည်းပုံကြီးကိုဖျက်ပြီးတော့စစ်အုပ်ချုပ်ရေးစခဲ့တဲ့เนาะဘာဖြစ်လဲ non legitimacy constitution နဲ့ government မဟုတ်ဘူး constitution နဲ့ government တခုဖြစ်တယ်ဗျဒါဆိုရင်မြန်မာနိုင်ငံမှာရှိတဲ့နော်အစိုးရနဲ့ပတ်သက်တဲ့အပိုင်းတွေကိုနားလည်ပြီးထင်ပါတယ်ဒါဆိုလို့ရှိရင်နေသားအုပ်ချုပ်ဤလေးကိုနိုင်ငံအဖြစ်ရည်တည်မှုတွေမှာနေနေပြီးပိုင်ချောင်းချောင်းပြောပြီးွားပြီးနိုင်ငံသူနိုင်ငံသားချောင်းပြောပြီးွားပြီးအစိုးရချောင်းပြောပြီးွားပြီးနောက်ဗီဒီယိုပိုင်းမှာ sovereignty အကြောင်းကိုပြောပြပါမယ်အားလုံးကျေးဇူးတင်ပါတယ်မဟာဗမာဂျင်းကြော်လေးဖြစ်ပါတယ်